မင်္ဂလာပါသားသူမျိုးရေလုပ်ငန်းနှစ်ကလေးကိုဒီချန်နဲ့တူတူစက်ပြီးတော့လေ့လာကြည့်ရမယ်နော်။ကဲလုပ်ငန်းနှစ်မှာဘေးရာဘင်းရဲ့အရွက်ပင်စင်နဲ့အမြစ်တွေကိုရှာကြည့်အောင်။ကဲလုပ်ငန်းနှစ်မှာပြထားတဲ့ပုံလေးကိုကြည့်လိုက်ပါ။အပင်လေးနာမည်ကတော့ဘေးရာဘင်းလို့ခေါ်တယ်။သူကဘယ်မှာပေါက်တာလဲ။ သူ့ဘယ်ထဲမှာရှိလဲဟုတ်တယ်ရေထဲမှာရှိတယ်ရေထဲမှာပေါက်တယ်ကဲတောက်မျိုးကြီးဗီရာပင်ကိုမြင်ဘူးလားအဲဟုတ်တယ်เนาะချောင်းနေချောင်းနေကန်ထဲမှာဗီရာပင်ပေါက်တယ်เนาะဗီရာပင်ကဘာမှပေါက်လဲဆိုရင်ရေထဲမှာပေါက်တယ်ကဲသူ့ရဲ့အရွက်ကလေးကဘယ်လိုပုံစံလေးရှိလဲဟုတ်တယ်ဝိုင်းဝိုင်းလေးရှိတယ်อืมဟုတ်တယ်ဘာရောင်လေးရှိသေးလဲအစိမ်းရောင်လေး ကဲပင်စီရအောင်တော့ဘယ်လိုပင်စီလေးရှာကြည့်ပါအောင်ဘယ်နားမှာရှိကဲဒီချက်ပြောပြမယ်နော်ဘီရာရဲ့ပင်စီကဘယ်နားမှာရှိလဲဆိုရင်အမဝေါဝေါဖောင်းဖောင်းလေးဖြစ်နေတဲ့နေရာကဗီရာရဲ့ပင်စီပဲဖြစ်တယ်နော်တောက်မြေအမြင့်ကတော့တောက်တွေ့ရပါတယ်နော်ရေရဲ့အောက်မှာတွဲလောင်းအမွှေးတွေကျနေရအဲ့ဒါအမြင့်နောက်ခုရှိသေးတယ်တောက်မြေဗီရာရွက်ကလေချိုးနေရပဲသိလားရွက်လေးကချောချောလေးကင်လို့ရှင့် အမ်ချောချောလေးသူကဝိုင်းဝိုင်းလေးရှိအဲ့တော့ဗီရာရဲ့ပင်စီကထူးဆန်းနေနော်ဘလို့ပုံစံလေးလဲဆိုရင်အောက်မှာဝိုင်းဝိုင်းဖောင်းဖောင်းလေးနော်သူကရေမြုပ်ပုံစံလေးဖြစ်နေအဲ့ဒါလေးကပင်စီလို့ခေါ်တယ်တောက်သမီးကဲအဲ့ဆိုရင်တောက်သမီးတို့ဒီချေကပြောပြမယ်ဗီရာဘယ်မှာပေါက်လဲမေးကြည့်ဟုတ်တယ်ဗီရာကဘမပေါက်လဲဆိုရင်ရေထဲမှာပေါက်တယ် ကဲဒါဆိုရင်တောက်ညူရင်အပင်ကเนาะနေရာလိုက်ပြီးတော့ပေါက်ရောက်ရှင်တန်းတယ်။ကုန်းပေါ်မှာလည်းပေါက်တယ်။ဘယ်မှာပေါက်သေးလဲ။ရေထဲမှာလည်းပေါက်တယ်။အခြားသစ်ပင်ပေါ်မှာရောတက်ကပ်ပြီးတော့ပေါက်လားမပေါက်လား။ပေါက်တယ်။ဒါဆိုရင်အုတ်နေရာမှာရောပေါက်လား။အင်းပေါက်တာပေါ့။ကဲအဲ့တော့ပေါက်တဲ့အပင်တွေကိုလည်းတောက်ညူသိရမယ်နော်။ကုန်းပေါ်မှာမြေကြီးပေါ်မှာဆိုရင်ဘာပင်တွေတွေ့ရလဲ။ ဟုတ်တယ်အုံဘေးတို့တရက်ဘေးတို့ငါပြောမင်းလို့ဆိုတာသူတို့ဘာမှပေါက်လေကုန်းပေါ်မှာပေါက်တယ်ကဲအဲ့ဆိုရင်ရေထဲမှာပေါက်တဲ့အပင်ရောဘာပီးနေလဲခုနတောင်းမတွေ့ရဲ့ဟုတ်တယ်ဂျာမင်းတို့ဂျာပန်ဘေးတို့ဘီရာဘင်းတို့ဟာရေထဲမှာပေါက်တယ်ကဲအဲ့ဆိုရင်တခြားတစ်ပင်ပေါ်မှာတွေ့ကပ်ပြီးပေါက်တဲ့အပင်ရောဘာပင်လေးဖြစ်မလဲအာဟုတ်တယ်တစ်ခွပင်အဲတစ်ခွပင်ကအခြားပင်ပေါ်လဲတွေ့ကပ်ပြီးပေါက်တယ်သူ့ကိုပန်းအုံးလေးနဲ့ ထားမယ်ဆိုရင်လည်းဘန်းဝင်ထဲမှာပောက်တယ်နော်ကဲဒါဆိုရင်အုတ်နေရမှာပောက်တဲ့အပင်တွေကဘာပင်တွေဖြစ်မလဲဟုတ်တယ်ညောင်ပင်တို့ရေညှိပင်တို့ဟာအုတ်နေရမှာတွယ်ကပ်ပြီးတော့ပောက်တယ်ဒါဆိုရင်တောက်သမီးတွေအပင်တွေရဲ့ပောက်ရနေရောက်တောက်သမီးတို့သိပြီနော်ေဟုတ်ပါပြီအဲဆိုရင်ဒီချေတို့နောက်တင်ငယ်စာကိုဆက်ပြီးရလေ့လာအောင်နော်ကဲတောက်သမီးဦးဒီချေက ဖတ်ရှုကြည့်ရင်စာနှစ်ပုံများအကြောင်းကိုပြောပြပေးမယ်နော်ဟုတ်တယ်အပင်ရဲ့ပောက်ရရာသင်ခန်းစာမှာဖတ်ရှုကြည့်ရင်စာနှစ်ပုံမှာကဲတောက်မျိုးကြီးပုံလေးကိုကြည့်လိုက်ပါဦးဘာပုံလေးတွေ့ရဘာပုံလေးဟုတ်တယ်ငားကြီးလည်းတွေ့ရတယ်ဟောငားကြီးရဲ့ဘယ်ဘာပင်နေရှိအဲဟုတ်တယ်ရေမော်ပင်နေဟိုးရေအောက်ထဲမှာလေအပင်ကပေါက်ပြီးရေနော် အဲ့တော့ရေရောက်ထဲမှာအပင်တွေပေါက်နိုင်တယ်ဆိုတာကိုတောက်တူမျိုးသိထားရမယ်နော်။ဟမ်ဟုတ်တယ်။နော်အပင်ကနေရာမျိုးစုံမှာပေါက်တယ်။ဒါပေမဲ့တောက်တူပြီးတော့ထပ်ပြီးတော့သိရမှာက အပင်တွေကရေအောက်ထဲမှာပေါက်တယ်ဆိုတာကိုလည်းတောက်တူသိရမယ်နော်။အပင်ပေါက်ရရနေရာရဲ့ဘယ်နေရာကြီးလဲ။မြေကြီးရေထဲသစ်ပင်ဟုတ်တယ်အုပ်နေရာတွေမှာတွေ့ကပ်ပြီးတော့ပေါက်တာ။အဲ့တော့အပင်က နေရာလိုက်ဒေတာလိုက်เนาะပြီးရင်မျိုးစုံ ပေါက်ရောက်ရှင်းတန်းနေဆိုတာကိုဒီသင်ခန်းစာမှာတောက်မျိုးသိရမယ်เนาะဘယ်အပင်လေးကတော့ဘယ်မှာပေါက်တယ်ဆိုတာလည်းတောက်မျိုးသိရမယ်เนาะအပင်ကနေရာလိုက်မျိုးစုံပေါက်တယ်ဆိုတာသိတဲ့အပင်ကိုဘယ်အပင်လေးကတော့ဘယ်နေရာမှာပေါက်လဲဟောညောင်ပင်ဆိုရင်ရေထဲမှာပေါက်မပေါက်ဘူးလေဒါပေမဲ့ညောင်ပင်ကဘာမှာပေါက်ကုန်းပေါ်မှာပေါက်တယ်အဲအဲ့လိုမျိုးလေးเนาะမမားအောင်တောက်မျိုးသိထားမယ်ကဲအဲ့ဆိုရင်ဒီချေက ထပ်ပြီးတော့ဝေးကြည့်ပါဦးမယ်။တရက်ပင်တို့အုံပင်တို့ညောင်ပင်တို့ဗမာပေါက်။အမ်အကုန်းပေါ်မှာပေါက်တယ်။မှတ်ထားနော်။ကဲအဲ့ဆိုရင်ရေထဲမှာပေါက်တဲ့ပင်ရောအဲကြာပင်။ဟုတ်တယ်ရေမော်ပင်။အမ်ဟိုအောက်ကနော်။အမ်ရေညှိပင်တို့။အမ်ဘေးရာပင်တို့ကဲအဲ့ဆိုရင်တစ်ပင်မှာတွေ့ကပ်ပြီးပေါက်တဲ့ပင်ရောအမ်တစ်ခွပင်အုတ်နေရမှာပေါက်တာရော။ အာဟုတ်တယ်အုံနေရမှာညောင်ပင်တို့ရင်းကြီးပင်တို့ကတွေ့ကပ်ပြီးတော့ပေါက်တယ်ကဲတောက်သမီးတို့ရေအပင် ပေါက်ရတဲ့ငန်းစာမှာတောက်သမီးတို့နေရာမျိုးစုံပေါက်တယ်ဆိုတော့အပင်တွေရဲ့အမြည်တွေရောနေရာမျိုးစုံပေါက်တယ်ဆိုတာကတောက်သမီးတို့သိထားမယ်နော်ကဲဒါဆိုရင်ဒီချေက အပင်ပေါက်ရရသင်္ကန်းစာကိုဒီမှာရရနာပါမယ်နော်ဒီချေနဲ့အတူတူနောက်သင်္ကန်းစာမှာဆက်ပြီးတော့တွေ့ကြမယ်နော်